ယောဂဝေဒနာကြောင့်နောက်ဆုံးချိန်ရောက်နေပြီမို့သူ့ကိုကြည့်မရတဲ့လူတွေပြောလို့ရပါပြီလို့ပြောလာတဲ့ယုံလေးမင်္ဂလာပါရှင် Famous Sally News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ယောဂဝေဒနာဖိစီးခံစားနေရကမစားနိုင်မထောက်နိုင်ဖြစ်နေပြီးနောက်ဆုံးချိန်ကိုရောက်နေပြီမို့သူ့ကိုကြည့်မရတဲ့သူတွေပြောနိုင်ပါပြီလို့ပြောလာသူကတရုတ်ဆောင်မင်းသားဒါရိုက်တာဆိုတော့ယုံလေးပါ ဒါကလည်းစူရုံယုံလေးဟာမြန်မာပြည်မှာလူမုံများဆုံးမှုပညာရှင်တွေကိုတန်းစီစီရင်ချလိုက်ရင်ထိတ်ဆုံးကရှင်နေမယ်လူမုံများဆုံးအမှုပညာရှင်ဖြစ်နေလို့ပါပဲတကယ်ဆိုယုံလေးဟာအမှုပညာလောကမှာသဘောထားကောင်းသူတစ်ယောက်ပါစိတ်ကောင်းစေတနာရှိပြီးမှုပညာသမားချင်းချင်းကိုကူညီရိုင်းပင်တတ်သူဖြစ်ပါတယ်အစူရုံယုံလေးဟာစောပိုင်းမှာ rap အစူရောတစ်ယောက်ပါဒါပေမဲ့လည်းမှုပညာလောကမှာထိတ်ဆုံးမြင့်ဆုံးဆိုရင်အောင်မြင်မှုမျိုးတော့မရခဲ့ပါဘူး ဒါကြောင့်လေယုံလေးဟာရုပ်ရှင်လောကတွေကိုကူးပြောင်းလာကမြင့်မြတ်နဲ့ပေါင်းပြီးမြန်မာနိုင်ငံမှာ fighting နဲ့ action စက်ချမ်းတွေကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်ယုံလေးဟာမြင့်မြတ်နဲ့အတူ original gangster ရုပ်ရှင်စကားတွေရိုက်ကူးကအောင်မြင်မှုတွေရှာဖွေနိုင်တာပါ။အဆိုပါ gangster ရုပ်ရှင်တွေမှာတော့ gangster တွေဆိုတဲ့အတိုင်းတရုတ်ဆောင်တွေအားလုံးဟာလူမိုက်တွေအနေနဲ့တရုတ်ဆောင်ထားကြတာပါ။ဒါကြောင့်လေယုံလေးဟာလူမိုက်နေနဲ့တရုတ်ဆောင်ခဲ့ပေမဲ့လူတရုတ်ဆောင်ကတိတ်မကောင်းပါဘူး။ ရုံလီဟာဒီလိုဆိုတော့ဘဝမှာမအောင်မြင်တဲ့အတွက်တရုတ်ဆောင်ဘဝကိုကူပြောင်းခဲ့ပေမယ့်ထင်သလောက်လည်းအောင်မြင်မှုတွေကိုမရရှိခဲ့ပြန်ပါဘူး။အဲ့ဒီနောက်မှာတော့ရုံလီဟာပရဟိတလူတွေနဲ့ရက်တီခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တရုတ်ဆောင်ဆိုတော့မင်းသားရုံလီဟာစင်းရင်တော့ပါတဲ့ခြေခံလူဒန်းစားတွေမိမဖွားနိုင်တဲ့ကိုဝင်ဆောင်တွေတွင်စားတဲ့လူတွေကိုငွေချင်းနဲ့စားတော့ကုန်ပြီးထောက်ပံ့ကူညီနေတာဖြစ်ပါတယ်။ တရုတ်ဆောင်ယုံလီဟာဘလောက်ပဲပရာဟိတလုပ်ငန်းတွေများစွာလုပ်ကိုင်နေပါစေလူချစ်လူခင်ပေါ့မြအောင်နေပါစေယုံလီဆိုရင်အတန်မကြားကျင်လောက်အောင်မျက်နှာမမြင်ကျင်လောက်အောင်မုန်တိသူကများပြပါတယ်ဒါကလည်းယုံလီနဲ့ပြည်သက်တွေကြားတဲ့ကနိုင်ငံရေးမြင်သဘောထားမြင်မတိုက်ဆိုင်မှုတွေကြောင့်လို့ဆိုရမှာပါအစိုးရယုံလီဟာနိုင်ငံရေးနဲ့ပတ်သက်တဲ့တချင်းတပုတ်ကြောင့်ပဲသူ့ကိုလူတွေကပုံမုံသွားခဲ့ကြတာပါ။ယုံလီဟာလိုင်းကြောင်ကနိုင်ငံရေးထဲရောက်သွားပါတော့တယ်။ 2020ခုနှစ်လောက်မှာတရုတ်ဆောင်ယုံလေးရိုက်ကူးတည်ဆူခဲ့တဲ့ Music MTV တချင်းတစ်ပုတ်ကနေအစပြုကတရုတ်ဆောင်မင်းသားယုံလေးကိုလူတွေကကြည်မရကြတာဖြစ်ပါတယ်။အဘယ်ဖြစ်ဖြစ်တရုတ်ဆောင်ယုံလေးကတော့အမှုပညာရှင်တွေကိုကုညီကပရိဟိတလုပ်တွေလုပ်ရင်းပြိတ္တတီပြန်ချစ်လာအောင်ကြိုးစားနေသေးပါ အခုအခါမှာတော့တရုတ်ဆောင်ဆူရော်ဒါရိုက်တာဆွေဆောင်ရညူပညာရှင်ယုံလေးကသူဟာနေမကောင်းဖြစ်နေကအသက်ရှင်ရမယ့်နေရက်တွေလေးသိမချမ်းတော့တာမို့သူ့ကိုကြည့်မရမုန်းနေချတဲ့လူတွေလေးပျော်နိုင်မှာပဲလို့ခုလိုမျိုးပြောလာတာဖြစ်ပါတယ်အစိုးရယုံလေးကသူ့ရဲ့ကျမ်းမာရေးခြေနေကိုအင်တာနက်ပေါ်မှာမျှဝေရမှာသူဟာဒီရက်ပိုင်းမှာအရင်ကပေးခဲ့တဲ့ဒဏ်ရာတွေထိကဆေးရုံခဏခဏရောက်ဖြစ်တယ်လို့ဆိုပါတယ်။အခုဆိုစိုးရုံယုံလေးဟာအချက်လဲမတောင်းနိုင်တော့တယ်လို့စားလဲမစားနိုင်တော့ဘူးလို့ဆိုပါတယ်။ အခုအခါမှာတော့စူရုံယုံလေးကသူ့အနေနဲ့ငငယ်ကပေပတီတီနေခဲ့တာကြောင့်ခုချိန်မှာယောဂဗျာထူပြောပြီး စားကျင်တောက်ချင်တာမရတော့ကြောင်းစည်းယုံလေးမချခနာပြနေရတာကြောင့်မချခင်တည်ဆုံးသွားနိုင်တဲ့သူကိုမုံနေကြတဲ့လူတွေဝမ်းသာနိုင်ပါပြီလို့စူရောယုံလေးကပြောလာတာဖြစ်ပါတယ်။ပရိသတ်တွေကိုယ်တိုင်ကလည်းယုံလေးကိုမုံလုံလို့ကားမီးလောင်ရင်တောင်လူတွေကယုံလေးမပါဝင်သွားလို့စိတ်မကောင်းဖြစ်ကြရတဲ့အထီးပါပဲ။ ဒါကြောင့်ယုံလေးကိုပြိတ္တတွေကဘလောက်မုန်းတီးတယ်လဲဆိုတော့ကိုတငယ်ချင်းတွေဖြစ်တဲ့အဆိုတော်ရတနဲ့တခြားသူတွေမင်းသာသေးသွားရင်လူတွေတော်တော်ဝမ်းသာကြမှာလို့ပြောကြတယ်လို့ဆိုပါတယ်ဒါကြောင့်လည်းယုံလေးကသူမကြခင်လူလောကထဲကထွက်ခွာတော့မှမို့သူကိုမုန်းနေတဲ့သူတွေပျော်နိုင်ပြီလို့ဆိုလာတာဖြစ်ပါတယ်။ယခုကြည့်ရှုနေကြတဲ့ပြည်သက်တွေကယုံယုံလေးကိုမုန်းထီးကြသလားဆိုတာပြောသွားကြပါအောင်ရှင်။